အဲ့တော့ဆရာတို့ဒီဝရန်9.1ကိုကြည့်ပါမယ်။9.1ကဘာပြောလဲဆိုတော့ A ဘက်တာနဲ့ B ဘက်တာကကန့်တက်ချက်နှစ်ခုရှိတယ်။ဇီရိုဘက်တာမဟုတ်ဘူး။ပြန်လဲမပြန်ဘူးလေ။အဲ့ဒီကမှာ H A ဘက်တာ equal to K B ဘက်တာဖြစ်ခဲ့မယ်ဆိုရင်နဲ့ scalar ဘာဖြစ်လဲ၃ညနဲ့ညီပြောတယ်။တဒါပဲပြောရပေါ့။အဲ့တော့တတိယပြချက်ကိုကြည့်ရအောင်။သူက support ယူဆနိုင်နေတဲ့ H က B တုံညာနယ်လည်းမညီဘူး k ကလည်းတုံညာနယ်ပဲအမေနော် h ကော k ကောတုံညာနယ်မညီဘူးလို့ယူဆတယ်ယူဆပြီးတဲ့အခါမှာ h ကလည်းတုံညာနယ်မညီဘူး k ကလည်းတုံညာနယ်မညီဘူးဆိုတော့ k ကို h နဲ့စာရင်လည်းတုံညာနယ်မညီပါဘူးသူ့ကြောင့်သူဖြစ်တာဒါဆိုရင်ဆရာတို့က equation ပဲပေါ့ a factor equal to k by h b factor ဒီလိုက် ဒေဗီရဲ့စာတော့ကဗက်တာတစ်ခုဒီဗက်တာတစ်ခုရဲ့အစဖြစ်တဲ့အတွက်ကြောင့်ဗက်တာနှစ်ခုပါဖြစ်နေကြတယ်။ဇာတ်တော့ဗက်တာတစ်ခုဒီဗက်တာတစ်ခုရဲ့အစဖြစ်တဲ့အတွက်ကြောင့်ဗက်တာနှစ်ခုပါဖြစ်နေကြတယ်။ဒါပေမဲ့ပေးထားတာကဗက်တာနှစ်ခုကမပြိုင်ဘူးတဲ့။ဒါကြောင့်မပြောရရင်ဒီအဆိုကပါဖြစ်လေ။ဒီအယူဆကပါလေ။ theorem ကပါလေ။ယူဆတယ်လို့ပဲစတင်နေတဲ့။ ဒါကြောင့် holy h နဲ့ k တခုခုကဖြစ်တယ်တုံညာဖြစ်ကတခုဖြစ်ကကဲဆိုပါစို့ k ကိုတုံညာပေးလိုက် k ကိုတုံညာပေးဟာမို့သူကဒီနေရာမှာက h a vector ပဲ k နေရာမှာဘာထည့်လိုက်မလဲတုံညာထည့်မယ်အဲ့ဆိုရင်0နဲ့ v vector ဘာလို့လဲမြောက်0နဲ့ v vector မြောက်တဲ့အထက်မှာ0က scalar v vector က vector 0နဲ့ vector နဲ့မြောက်တော့ဘာရလဲ vector ရဘာ vector 0 vector ရပါ ။ဟာပြီနော်။အဲ့တော့ဆယ်လုတ်ကဒီ h ကဘာသလို့မှာလဲ။ဟွာစာပေါ့။ဟောပါလေ။ a ဘာဖြစ်သွားလဲ။0ဘာဖြစ်သွားလဲ။ဒါပေမဲ့ a ဘာတာကလည်းဘာမဖြစ်ရဘူးလေ။0မဖြစ်ရလို့ထပ်ပြီးပြောပြန်တော့နှစ်ခုလုံးပဲသွားညှိ။ဒါကြောင့်ဘာဖြစ်လဲ။ဆယ်လုတ်ကဘာဖြစ်လဲ။ ေကလည်းတုံညာဖြစ်ရမှာဖြစ်တယ်။ဒါကြောင့် x ကလည်းမဖြစ်ရမှာလေတုံညာဖြစ်ရ။ဒါကြောင့် x equal to k equal to 0ပါ။ဒါက theorem 9 form မှာအဲ့လိုပြောတာ။ဒါဆိုရင်နောက်ဆက်တွဲဘာများရှိနိုင်လဲစကြည့်ရအောင်။ corollary 9.2ပါ။ဒါလေးကအလွတ်အလွန်တုံးပါလေ။တော့ဒီနည်းလို့လေဒီ post sign တွေ့တဲ့အခါမှာအလွတ်အလွန်သဘောကျပါလိမ့်။အရန်အရန်တွေ့ပါဒီလိုမျိုးမိကုန်လာမယ်ဆိုရင်ပေါ့။ တော့သူကอีเบတာနဲ့ဘီဘတာက0ဘတ်တာလည်းမဟုတ်ဘူးတန်နေတဲ့ဘတ်တာမဟုတ်ဖြစ်ပါစေတဲ့အဲ့တော့ဒီမှာပြောလိုက်ပါပြီ if the h a vector plus kb vector equal to m a vector plus mb vector ဖြစ်ခဲ့မယ်ဆိုရင်ね h နဲ့ m နဲ့တူတယ် k နဲ့ n နဲ့တူတယ်တဲ့ဘာအကြောင်းလဲဆိုတော့ပထမဒီဘက်ညီမညီမရှင်မှာရှိတဲ့ a vector ရဲ့ scalar h ဒီဘက်ချမ်းမှာရှိတဲ့ a vector scalar m အဲ့နှစ်ခုတွားတူတယ်အဲ့တော့ h နဲ့ m နဲ့တွားတူတယ်ဒါဆိုနောက်တော့ vector v vector ရဲ့ရှေ့မှာရှိ scalar ဖြစ်တဲ့ k နဲ့ဒီဘက်ချမ်းမှာရှိတဲ့ v vector ရှေ့မှာရှိ scalar ရှိတယ်ဘာလို့လဲ n နဲ့ဖယ်လို့တွားတူတယ်ဒါကြောင့် k equal to n လို့ရေးတယ်ပေါ့ကဲတက်တည်ပြလေးကြည့်မှာပေါ့ဒါလည်းဘာမှမခံဆိုတော့ theorem အဲ့ကောင်ကပြန်တော့မှာပြန်တော့တော့ပြန်တော့မှာအဲ့ဒါပေးထားတယ်ပေါ့ပြန်တော့ဘာလို့လဲတူလာတစ်ပတ်ဆုလိုက်ပေါ့ ဒီဘက်မှာ MA ဘတ်တာဒီဘက်ပို့လိုက်တော့ဗာလေ minus MA ဘတ်တာဖြစ်သွားတယ်ဒီဘက်မှာရှိတဲ့ KB ဘတ်တာဒီဘက်တော့ minus KB ဖြစ်သွားတော့ဒီနောက်ခုမှဘာပုံထုတ်မှာလဲ A ဘတ်တာပုံထုတ်မှာဒါကြောင့် h minus m a beta ဖြစ်တယ်ဒီဘက်ကဘာပုံထုတ်မှာလဲ b beta ပုံပုံထုတ်မှာဒါကြောင့်ဘာဖြစ်လဲ m minus k beta ပေါ့အဲ့တော့ beta ငါခုပါလာပြီဘာဖြစ်လဲသူကဘာနဲ့ညီမှာလဲ0ညီမယ်သူလည်းဘာပဲ0ညီမှာဒါကြောင့်ဘာဖြစ်လဲ h minus m equal to 0နဲ့ m minus k equal to 0ဘာလဲ t order 9.1ဖြစ်ရတယ် ဒါကြောင့် h equal to m and equal to k ဖြစ်သွားပါတယ်။ဒီမေကောနေကပုံစံတွေ့တဲ့အခါမှာ အလွန်အလွန်တွေ့ပါတယ်။တကြည်ရ example 4ပါ။အဲ့တော့ a vector နဲ့ b vector က0 vector မဟုတ်ဘူးမပြိုင်ဘူးတဲ့။ပေးထားတာက u vector ပေးထားတယ်။ type a vector + 4b vector ဘီဗတာပေးထားတယ်3 a vector minus v vector w vector equal to 2H minus K into E beta plus H plus K plus 3 B beta ပြီးချတယ်အကယ်၍များတဲ့ W beta equal to 2U beta minus 3 B beta ဖြစ်ခဲ့ပဲဆိုရင်နဲ့ H နဲ့ K တဘောလုံးရှာခိုင်းတယ်ပြီးချက်က U ရဲ့ V ရဲ့ W ရဲ့ပြီးထားတယ်ဒါကညီမျှခြင်းပြီးထားတယ်ဒီညီမျှခြင်းမှာဒါပြီးထားတဲ့တန်ဖိုးတဘောလုံးအစားသွင်းပါဖို့ဒါကြောင့်ဆိုတော့ဘာလို့မလဲ W ဘတ်တာမှာပါထည့်ရတယ်ဒီ budget ထည့်တာပေါ့ U ဘတ်တာမှာဒါထည့်အရှိမနဲ့ရှိရောဘာနည်းနည်းမြောက်ပေါ့ V ဘတ်တာမှာဒါထည့်အရှိမပါရှိလဲ minus 3ရှိလောဘာလဲ minus မြောက်ပေါ့ဘယ်ရှင်းရှင်းမလို့ရှင်းပြီးွားတော့တောင်းသမီးတို့မှတ်ထားကမှာကတုံညလည်းမဟုတ်ဘူးပြန်လည်းမပြန်ဘူးဘတာနှစ်ခုလို့ပြောတဲ့အတွက်တစ်ဖက်တစ်ချမ်းစီမှာဘတာ2နဲ့ပဲပြန်ရှိရတယ် ဒီဘက်မှာ A vector ဒီဘက်မှာလည်းပါလဲ A vector ဒီဘက်မှာ B vector ဒီမှာပါလဲ B vector ကဲမြောက်ပေါ်ကြီးမှာရှိတယ် scalar မှာရှိတယ် 2h - k ဒီဘက် scalar ဘယ်လောက်လဲ1ဒါကြောင့် 2h - k equal to 1ဒီဘက် scalar မှာရှိတယ် h + k + 3ဘိုဘက် scalar တော့ရှိတယ်11ဒါကြောင့် a + k + 3 equal to 11ရှင်းရအောင်ပေါ့ h လောက်ရတယ်3 k တန်ဖို့ဖိုက်ရပါမှာ အဲ့တော့ဆရာတို့ exercise 9.1ကိုကြည့်ပါမယ်နံပါတ်1 in the figure ပုံမှာဆိုရင် vector ob equal to v vector vector oc equal to c vector make the point e ရဲ့အမှတ် e ကိုလောက်ခိုင်းတယ်။ Oh sorry make the point e and f တဲ့အမှတ် e နဲ့အမှတ် f ကိုလောက်ခိုင်းတယ်ပေါ့ဘယ်လိုလဲဆိုတော့ vector oe က1.2 v vector vector of က negative 2c beta ဒီနေ့ပြင်း minus 2c beta fine in terms of b beta and c beta d beta ec beta bf နဲ့ beta ef ကိုရှာခိုင်းတယ်အဲ့တော့ဆရာတို့ကဒီပုဂ္ဂိုလ်တင်ချင်လေးတွက်ပါမယ်ဒီပုဂ္ဂိုလ်က exercise 9.1ရဲ့ပထမဦးဆုံးနေ့ချိန်ခံဖြစ်ပါတယ်နေ့ချိန်ခံဆိုတော့သူကတောက်သမီးလို့သူက grader နဲ့ပဲစပြီးပါတယ်ဒါဆိုဘာလို့လဲပုံလေးကိုအရင်ဆွဲရမယ်ပေါ့ ကဲတော့ဘုရားလေးကိုစပြီးတော့ကြည့်ရအောင်ဟုတ်ကဲအဲဆက်လို့ဘာလို့မှာလဲပုံလေးကိုဆွဲမယ်ပေါ့ကဲအဲ့ဒါနံပါတ်1နံပါတ်1ရဲ့ solution ပေါ့ဒီအောင်လေးပြောင်းမယ်ရှူအောင်လေးပဲယူလိုက်ပါနော်တေးရဲ့ solution ဆက်ဘာလို့မလဲပုံလေးကိုအရင်ဆွဲမယ်ဟုတ်ပြီနော်အဲ့ဒါဆက်တော့ပုံလေးကဒီလိုဖြစ်နေတာပေါ့ လေးက O ဒါလေးက C ပေါ့ဟုတ်တယ်နော် O ရဲ့ C ရဲ့ပြီးတော့ P ပေါ့ဒီလေးပေါ့အဲ့တော့သူက OB ဘတ်တာကပါလေ V ဘတ်တာဒါဆရာတွေကဒါ V ဘတ်တာလေးပေါ့အဲ့ဒါကက OC ဘတ်တာက C ဘတ်တာဒါလေးကပါလေလဲ C ဘတ်တာလေးပုံမှန်ထည့်ထားတာပေါ့နော်ကဲ E နဲ့ F ကိုဆက်လို့ဆွဲမယ်။ E ကတဲ့ vector B ရဲ့တဝက်တော့ဘာကြောက်ဆရာကပြောဒီကောင်ကြည့်ရတယ်။ပြောမယ်ဆိုရင် E ဆိုတဲ့အမှတ်ကအမေနော်အဖေလည်းဒီနေ့အပြင် vector OE ကပါလေ1/2 B vector လို့ပြောတဲ့အတွက်ဆရာတို့ဆက်လက်ဆွဲရမယ် E ဆိုတဲ့အမှတ်ဒီဟောဒီ OB တစ်ချက်မှာပဲရှိရတယ်။ ူကပြီးရတာပါဘာလို့ဆိုတော့1 by 2 be better လို့ပြောတဲ့အတွက်ဆရာတို့ဆွေးရမယ် ED hoty ob ရဲ့ပါတဝက်မှာရှိပြီ။ဒါဆိုဒီနေရာလေးကိုပါပေးနိုင်မလဲ။ E ဆိုတဲ့အမှတ်လေးဆရာပေးလိုက်တယ်။တဝက် be to ကဲနော်က OF OF ကကြတော့ negative ဒီနေ့ပြန် minus 2c better minus 2c better ဆိုတော့အရင်ဥဆုံး 2c ကိုစဉ်းစားမယ်။ တူးစီကဘာလို့လဲစီဘတ်တိုင်းပါလဲနှဆလို့ပြောတယ်စီဘတ်တာပါလဲအိုစီအိုစီဆိုတော့သူ့ရဲ့နှဆနှဆပူကြည့်ရမယ်ဗောပြီးတော့ဆက်မှာပါလဲလက္ခဏာပါပါလဲ minus ပါတယ် minus ပါလက္ခဏာဝင်ပြတယ်ဆန့်ကျင်ပါငပူကသူကဒီဘက်သွားတယ်ဆန့်ကျင်ပါလို့ဒီဘက်ကိုပြန်လာမယ်နှစဖြစ်တဲ့အတွက်ဆရာတို့ဒီဆွဲခဲ့တဲ့အစီအစဉ်ကနှစပူကြည့်ရအောင်ဆက်ပြီးပူပြီးပြင်တာပေါ့။ဒါစနှစပေါ့။ အဒီကမှာပြသွားရတဲ့ဒီနားမှာ f ကိုလည်းအမှတ်ထားမှာပေါ့တူဒီစားပါထဲမှာလေ -2c ပဲအပြင်တော့ကဲတော့ပြီးသွားပြီကဲရှာမာကပါရှာမာ easy better တဲ့ကဲရှာမာပေါ့ကွာ JB ဆာလို့ပြေးပြီ is better easy ပေါ့ကဲတော့တမီးတို့ရေ easy ကိုရဖို့အတွက်ဘာနဲ့ဘာနဲ့သွားလဲအဲအယောင်နဲ့သွားလဲ နော်ကဲဆရာတရားလေးကြောင်းမယ်ပေါ့ EC ကိုလိုချင်တယ်အမေနော် EC ကိုလိုချင်တော့ဆရာကဘာနဲ့ဘာနဲ့ပေါင်းရမှာလဲ EO ဗတာနဲ့ဗတာ EO နဲ့ဗတာဘာနဲ့ပေါင်းမှာလဲ OC နဲ့ပေါင်းကဲဆရာရေးပြီးဒီမှာဘာရေးမလဲဗတာ EO plus ဗတာ OC လို့ဆရာရေးတယ်ဗတာ EO တဲ့ ဒီမှာပါကြည့်တာ OE ပဲရှိအဲ့တော့ဆရာကြီးကိုရေးမှာပေါ့ minor အဖြစ်လဲ OE လို့ဆရာကြီးနိုင်မယ်ဗတာ OE ပေါ့ပြန်ရပါလဲ plus ဗတာ OC ပေါ့ဒါမင်းတော့ k minus က minus ပဲ k OE ဗတာမှာဆရာဘယ်လောက်ထည့်ရမလဲ1 by 2ဒါဆိုရင်လဲ1 by 2ပြပါလေ b ဗက်တာပေါ့အဲကြောင့်1 by 2 b ဗက်တာ -1 by 2 b ဗက်တာ plus oc ဗက်တာကပါလေ စီပတ်တာအဲဒါဆိုဒီမှာဗိုင်းမစီပတ်တာလို့ဆိုရည်တာဒီခုပြီးသွားကဲနောက်တစ်ခုရှာဘာရှာမှာလဲ BF ဘတ်တာကဲ BF ဘတ်တာတဲ့ဆိုရည်တာပေါ့ BF ဘတ်တာဒီမှာဗာနဲ့ဘတ်တာ BF ပေါ့ကဲ B ကနေ F ကိုတွားမယ်အဲဆရာအရာနဲ့တွားမှာပေါ့အနည်းအောင်ပြန်တွားမယ်ကဲဘာနဲ့ဘာနဲ့ပေါင်းပါလဲ ဗတ္တ BO နဲ့ဗတ္တမာနဲ့ပေါင်းပါလေ OF နဲ့ပေါင်းပါအဲ့တော့ဆရာရေးတာပေါ့ကွာဒီနားမှာအပြည့်လဲဗတ္တ BO plus ဗတ္တ OF လို့ဆရာရေးတယ်အဲ့တော့ဗတ္တ BO ကမှာ OB ပဲရှိအဲ့ဆရာဘာရေးမလဲ minus OB ဗတ္တဗတ္တ OB ပေါ့ P OF ရှိလား OF ကရှိလားဆိုတော့ရှိတော့ OF က OF ပဲဒါကြောင့်ပါလေ plus OF ဗတ္တပေါ့ ဟုတ်ပြီ minus ob beta ပါလေ b beta ဒါကြောင့် minus b beta ဝင်တော့ os beta ကပါလေ minus 2c beta ဒါကြောင့်ဆရာကညီမှာမဟုတ် plus minus 2c beta ကြောင့်မရောပါလေ minus v beta minus 2c beta ဖြစ်သွားတာကဲဒီလိုတော့ညီရမယ်ထင်တယ်နောက်တစ်ခုပါရှာပါလေ ef beta အဲ့တော့ဆရာညီများလေးမှာပဲဆိုင်ကြအောင် ီး F ပတာကဲတောင်းသမီးတို့ရေ E ကနေ F ကိုရဖို့အတွက်ဘာနဲ့ဘာနဲ့ပေါင်းမှာလဲ E O vector နဲ့ O F vector ပေါင်းတယ်ဆရာကြီးကပေါ့ E O vector plus O F vector ကဲ E O ကဘာကြီးမှာလဲ E O မှာဆရာဘာကြီးမှာလဲ -1.2 vector လို့ဆရာကြီးပြောနေပြီး OF ကဘယ်လောက်လဲ -2c vector တိုင်းမှာမပဲလဲ -2c vector လို့ဆရာဘာမှတန်းကြီးနေပေါ့ ဒါဆိုရင်နံပါတ်1ကတောင်းတာပြီးတော့ဆရာတို့နံပါတ်2ကြည့်ပါမယ် ABCD ကအနက်ဒန်စတူဒန့်တခုတည်း O ဆိုဒီမှာတောင်းဖြတ်မြင်းကြီးရဲ့ဖြတ်မှတ်တယ် M ဆိုတာက AB ရဲ့အနက်ဒန်ဗတ္တာ OA က A ဗတ္တာဗတ္တာ OB က B ဗတ္တာရှာခိုင်းတာကဗတ္တာ BC နဲ့ဗတ္တာ BM ကို ေဗတာနဲ့ဗီဗတာပါအောင်ရှာခိုင်းနေပေါ့အဲ့တော့ဆရာတို့ကဘာလုပ်လဲဆိုတော့ပုံလေးကိုဆွဲမယ်ဆွဲရမယ့်ပုံကဘာလဲအနက်ဗျစတူဒီယံပုံပေါ့โอเคဆိုဒီပုံလေးကိုဆွဲကြည့်နံပါတ်2ရဲ့ solution အဲ့တော့အနေပြန်စုပြန်ဆွမယ်နော်။ဂျန်လေးပဲပေါ့ ဟုတ်ပြီအဲ့တော့ဆရာနာမည်ပေးမယ်ပါလေဒါ A ရဲ့ B ရဲ့ C ရဲ့ D ရဲ့ပေးလိုက်မအောင်ပေးနော်ဒီနှစ်ခုဘာဖြစ်လဲပြန်ဒီနှစ်ခုဘာဖြစ်လဲပြန်ဒီနှစ်ခုဘာဖြစ်လဲပြန်အဲ့တော့ကျွန်တော်တောင်းဖြတ်မြင်ကိုဆွဲရအောင်ဖြတ်မှာရှိတယ် O ရှိတယ်ပေါ့ဒီမှာ O လေးရှိတယ်ပေါ့အဲ့တော့သူကဘာပြောလဲဆိုတော့ M ကတဲ့ AB ရဲ့အလဲ ဒါဆိုဒီ alignment မှာပါရှိတယ် m ဆိုတော့အမှတ်ရှိတယ်ပေါ့ဒါပြီးတော့အဲ့တော့တွေ့ပါတယ် oa vector oa vector က a vector ob vector က b vector တဲ့ဒါတာပြောတယ်ပေါ့ရပြီအဲ့တော့ကျွန်တော်ရှာမှာပါရှာမှာလေ bc vector ကိုရှာမယ်ဟုတ်ပြီအဲ့တော့ကျွန်တော် bc vector ကိုရှာကြည့်ရအောင်ဒါ bc ပေါ့ကဲတော့တမီးတို့ရေ vector bc ကိုရဖို့အတွက်ဆရာဘာနဲ့ဘာနဲ့ပေါင်းပါလဲ vector b o နဲ့ vector o c ပေါင်းမယ်အဲ့တော့ဆရာရေးတာပေါ့ vector b o plus vector o c လို့ဆရာရေးနေပေါ့ဒါပြီးတော့အဲ့တော့ vector b o ကမရှိဘူး vector ဘာမရှိတာလဲ o b ရှိအဲ့တော့ဆရာကဘယ်လိုရေးတာပေါ့ negative တနည်းအားဖြင့် minus ob vector လို့ဒီတနည်းအားဖြင့် minus vector ob လို့ဆရာရေးနေပေါ့ဟုတ်ပြီ အဲ့ဆရာမ OC ဗတာကမရှိဘူး OC ဗတာမရှိပေမဲ့ OC နဲ့ OE ကပါဖြစ်လေတူပေပေါ့ဘာကြောင့်လဲဆိုတော့ Nebel Stugan ရဲ့ကောင်းဖြတ်မင်းတွေတခုတခုပါဖြစ်လေထောက်ဝက်ပိုင်းနေလို့ပြောတာဖြစ်တဲ့အတွက် OE နဲ့ OB ပါဖြစ်လေတူတယ်ပေါ့ဒါကြောင့် OC ကိုဆရာမရေးပဲပါရေးရတယ်ဒါချင်းကဒီလိုသွားမှာနော် OC 都表示成 Y 咧，AO 都成 Y 咧，明白唔咧？Plus AO 都成 Y 咧。OK，阿先生啊，factor E 唔系 C 喎，咩事咧？factor O E 咩事？阿先生变 E 好咩？Minus O B factor，minus A O factor，啊 O B factor 哦，minus O B factor，啊 O B 哦，O B factor，minus O E factor 哦。 ဒါဆိုရင်ဆက်တန်မှုထည့်ရအောင် minus OB ဘက်တာကဒီမှာပါတယ် OB ဘက်တာက B ဒါကြောင့်ဘာပဲလဲ minus B ဘက်တာ minus OA ဘက်တာကပါလေ A ဘက်တာဒါကြောင့် minus A ဘက်တာဖြစ်သွားတာပေါ့ Okay ဒါတခုပြီးသွားပြီနောက်တစ်ခုရှာမယ်ဘာရှာမှာလဲ BM ဘက်တာကိုရှာမယ်ဒါဆရာကြီးကပေါ့ BM ဘက်တာ ကဲအဒီမှာဆရာတစ်ခုတုံးပါအဲ့ဆရာကဒီကောင်ကပါလေအချိုးက1 1ရှိတယ်ပေါ့အလင်းမှတ်လို့ပြောတယ်တစ်အချိုးတစ်ရှိတယ်အပြင်တော့အဲ့တော့ဆရာတို့ကဆန်နေတာပါလေ BM ကိုရှာအဲ့တော့ဆရာကလူကြီးမှာပေါ့အချိုးနဲ့ပဲကြောင်းမယ်နော် BM ကိုဆရာကရှာ is to be ဟုတ်ပြီ BM ကိုရှာမှာဆိုတော့ဆရာတို့ကတစ်ခုလုံးခေါ်တယ်တစ်ခုလုံးပါလေ BA ပေါ့အဲ့ဆန်နေမှာဘာကြီးလဲ BM is to ဆရာ BA လို့ဆရာကြီးလိုက်တယ် ဘီလီရမယ်နော်ချာမာက BN တခုတော့မှာလဲ BA လို့ဆန်ရေးဟုတ်ပြီအဲ့တော့ BN မှာဘာလို့ရှိနေမှာ1ရှိတယ်နော်1 is to ဆန်ရေးလက် BA BA ကဘာလို့ရှိလဲ2ရှိတယ်တောင်း1 is to 2လို့ဆန်ရေးလက်ဒီရှိဒီနော်ကဲအချို့ဘာလို့မှာလဲစားမှာပေါ့အဲ့ဆရာရေးတာပေါ့ BN by BA equal ဘယ်လိုရလဲ1 by 2လို့ရတယ် အဲ့တော့ဆရာကဒီလိုရေးမယ်ဒီဘက် channel မှာ bm equal to 1 by 2 ba လို့ဆရာရေးလိုက်ပါပြီးတော့ဗတ်တာနဲ့ဗတ်တာတက်မှာပေါ့အဲ့တော့ဆရာကရေးမယ်ဗတ်တာ bm မှာဆရာဘာရေးလို့ရလဲ1 by 2 ba လို့ဆရာရေးလိုက်အဲ့တော့1 by 2က1 by 2ပဲ ba ကိုရဖို့ဘာနဲ့ဘာနဲ့ပေါင်းပါလဲ bo နဲ့ oa နဲ့ပေါင်းအဲ့တော့ဆရာရေးတာပေါ့ ဘတာ BO+ ဘတာ OA လို့ဆရာကြီးလိုက်တယ်။ဝမ်းမိုင်းဒူဝမ်းမိုင်းဒူပဲ BO တော့မရှိဘူး OB ရှိတယ်။အဲ့ဒါဘာလဲမလဲ minus တက်ဘာဖြစ်လဲ minus B ဘတာ OA ဘတာကဘာလဲ A ဘတာ။ဒါကြောင့်ဘာလဲ minus B ဘတာ A ဘတာဖြစ်သွားတယ်ပေါ့။ကဲတော့ဒီလိုဒီပုတ်လဲရမယ်လို့ထင်ပါတယ်။ဒီမိနစ်ကတကယ်တော့မခက်ပါဘူး။ ။ဒါနံပါတ်3ကြည့်ပါမယ်။နံပါတ်3ကတဲ့ another token ABCD ရဲ့အထဲထဲမှာ P ဆိုတဲ့အမှတ်တမှန်ရှိခဲ့မယ်ဆိုရင်နဲ့ vector P plus vector PC equal to vector PP plus vector PD ဖြစ်ကြောင်းသတိပြခိုင်းတယ်။အဲ့တော့ဆရာတို့ဒီပုံစံဘယ်လိုတွေ့လဲ။ကျတော့ဒီပုံစံဒီမှာပဲတွေ့မယ်နေရာရှိတယ်ပေါ့เนาะကဲဆက်ပါလို့မယ်ပုံလေးကိုအရင်ဆွဲမယ်ပေါ့ကဲဖြူရောင်လေးနဲ့ဆောက်တယ် ကဲပုံလေးဆွဲရအောင် solution ပေါ့အဲ့တော့ဒါပုံစံမှာလည်း enable sugar easy ဆွဲမှာပေါ့အဲ့ဒါဆို enable sugar easy ဆွဲမယ်။နားတွေပြိုင်နေပေါ့။ကဲတက်ပြီ A ရဲ့ B ရဲ့ C ရဲ့ D ရဲ့ဆက်တက်လိုက်တယ်ပေါ့။အဲ့တော့ D လေးပေါ့။ဒါပြီးတော့ P ဆိုတာကအထက်ထဲမှာရှိအမှတ်တံ။အဲ့ဒါဆက် B နေရာလေးမှာ P ထားလိုက် ။ဘာကြောင့်ထားလဲဆိုတော့ဒီညမှာထိုင်တောင်းဖြတ်မယ်တူရမယ်လေ။အဲ့ဒါဆရာကဆက်မှာပေါ့။ညသွားပြီ။အပြီးတော့ကဲ PA နဲ့ BC ပေါင်းလက် D PB နဲ့ BD ပေါင်းလက်ပဲတူချောင်းပြခိုင်းတယ်။တော်နီကတော့အများကြီးရှိပါတယ်အဲ့ဒီမှာဆရာဘာပဲသုံးမလဲဆိုတော့အနက်ကဲစတူကန်ရဲ့ဘာပဲသုံးပါလဲခုံတက်တီပဲဆရာသုံးပါတယ်တော့တောက်သမီးတို့တင်ချလေးကြည့်ပါ ဒီဥစ္စာကမခက်ပါဘူးအဲ့တော့ဆရာကရေးပါဘူးဆင် A B C D is a parallelogram မြန်မာစတူဂမ်ဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့ဘာနဲ့တူလဲဘတာ AB နဲ့ဘတာ BC တူတယ် ဇာတိနော် initial point နံပါတ်ရေးကြည့်ရအောင်နော်ကဲမခက်တော့ဘူး AB ကိုလိုချင်တယ်ဘာနဲ့ဘာနဲ့ပေါင်းပါလဲဗတ္တ AP နဲ့ဗတ္တ PB နဲ့ပေါင်းတယ်အဲ့တော့ဇာတိလာပေါ့ဗတ္တ AB plus ဗတ္တ PB equal to DC ကိုရဖို့အတွက်ဗတ္တ DP နဲ့ဗတ္တ PC ကိုပေါင်းတယ်ဒီလာပေါ့ DP ဗတ္တ plus ဗတ္တ PC လို့ဆိုရတယ် ဟုတ်နော်အပေါ်လန်းကြည့်တော့ PC ကတစ်ပတ်ချမ်းမှာအဲဆရာဘာလို့မလဲဆိုတော့ PC နဲ့ BA ကတစ်ချမ်းမှာကြည့်တယ် DAB ကိုဟိုဘက်ပို့မယ်ဒီဘက်မှာရှိ DB ကဒီဘက်ကိုလာအဲဆရာဒီလိုရေးတာပေါ့ vector PB ဒီကောင်ဒီဘက်လာတော့လည်း minus vector DB equal to ဒီဘက်ကပါလေ vector PC ဒီဘက်ကလာတော့လည်း minus vector AB ဒါပြီးတော့ K ဒါဆိုကျွန်တော်မှာတူသွားပြီဒါပေမဲ့ဒီမှာပါလို့ကျင်လာတယ် PT ဒီမှာပါပြည့်လဲ D ပြီးဆိုပေမဲ့ negative ပဲမှာပေါ့အဲ့တော့ဆက်ရေးတာပေါ့ beta PB minus ဘာဖြစ်လဲ minus beta PT equal to ဒါကဒီတိုင်းပဲ beta PC ဟုတ်ပြီ PC ကတော့ရှိရဒီမှာပါလို့ကျင်လာတယ် beta P negative ဒီမှာပေါ့ negative vector PA လို့ဆရာကြီးလိုက်တယ်။ကဲညမယ် vector PB plus vector PD equal to vector PC plus vector PA မေးခွန်းတွေနဲ့ဆက်ပါတော့ပြန်ချုပ်ပြီးမယ်။ထို့ကြောင့် vector PA plus vector PC equal to vector PB plus vector PD はね、立っていってあげたいと思います。